အားလုံးပဲမင်္ဂလာပါနော်ဆရာတို့ပြန်ဆက်လိုက်အောင်ဆရာတို့ဒါလေးကတော့၄ရက်နေ့နေပြီးတော့၆ရက်နေ့အတွက်ပေါ့နော်ဆရာအာမခံပတိလေးတစ်လုံးပေးတာဖြစ်ပါတယ်ဗျာနော်ဆရာဒီကဏ္ဍတရိကံမူပေါ့နော်ကဏ္ဍတရိကံမူဆိုတာဆရာတို့ဒီကဏ္ဍတစ်လုံးဒီတရိကံပုံစံအတိုင်းထွက်ခဲ့လို့ရှိရင်ဥပမာဒီမှာတစ်တရဲ့တစ်ရဲ့ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တစ်ဒီဒီမှာတရိကံဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့တရိကံကဏ္ဍဒီနောက်ဘက်မှာမပြောက်ပတ်တီဖြစ်တယ်တဲ့ဟုတ်လားဟုတ်လား ကနန်းတရိကဖြစ်ခဲ့လို့ရှိရင်တရိကကနန်းစီနောက်ပတ်မှာမပြောက်ပတ်ဘူးဆိုတော့ဆရာတို့ဒီမှာဒီတစ်ဒီတရိကဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့တစ်ဒီနောက်ပတ်မှာမပြောက်ပတ်ဒီထို့အတူရှစ်ဒီလည်းတရိကမဖြစ်ခဲ့ဘူးလားဖြစ်ခဲ့ပါလေเนาะဒါကြောင့်မလို့ကျွန်တော်တို့ဒီ main ပတ်ဒီဒီတစ်ပတ်ဒီဒူ main ပတ်ဒီဒီရှစ်ပတ်ဒီပေါ့ဟုတ်လားဟုတ်လားအဲ့ဒါဆရာကြီးပြောရင်ယုံရမှာလားမယုံရမှာဘူးကျွန်တော်မျိုးတွေကဆရာတင်ပေးထားတဲ့ကလင်နာလေးနဲ့စစ်ကြည့်လို့ရတယ်လीเนาะ ဆရာဒီမှာ6ဒီတရိကံဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့6ဒီနောက်ပတ်မှာမပြောက်ပတ်ဒီဆိုတော့6တလုံးဆင်းပေးပါတယ်ဒီမှာခွန်ဒီတရိကံဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ခွန်ဒီနောက်ပတ်မှာမပြောက်ပတ်ဒီဆိုတော့ခွန်ဆင်းရပါတယ်9ဒီတရိကံဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့9ဒီနောက်ပတ်မှာမပြောက်ပတ်ဒီဆိုတော့35လို့ဆင်းပါတယ်10ဒီတရိကံဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့10ဒီနောက်ပတ်မှာမပြောက်ပတ်ဒီဆိုတော့88လို့ဆင်းပါတယ်6ဒီမပြောက်ပတ်ဒီဆိုတော့6 6ဒီတရိကံဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့6ဒီနောက်ပတ်မှာမပြောက်ပတ်ဒီဆိုတော့6တက်လို့ဆင်းပါလေ ရှစ်ဒီတရိကံဖြစ်ခဲ့တဲ့အတိုင်းရှစ်ဒီနောက်ဘက်မှာမပြောက်ပတ်တီးဆိုတော့ရှစ်6လို့ဆင်းပါတယ်ကိုးဒီတရိကံဖြစ်ခဲ့တဲ့ကြောင့်ကိုးဒီနောက်ဘက်မှာမပြောက်ပတ်တီးဆိုတော့ကိုးကိုးလို့ဆင်းပါတယ်အဲ့ဒီလို့ဆိုရင်ဆရာတို့ခုဒီမှာလည်းပဲတစ်ဒီတရိကံဖြစ်တဲ့အတိုင်းမတစ်ပတ်တီး main ရှစ်ဒီတရိကံဖြစ်တဲ့အတိုင်းမရှစ်ပတ်တီးဒီ main မှာဟုတ်လားကျွန်တော်ရဲ့မျိုးတွေခုဆရာရှင်းပြသွားတာနားလည်လားနားလည်တယ်ဆိုရင်ဆရာရဲ့ comment အောက်မှာနားလည်တယ်ပဲဖြစ်ဖြစ် yes ပဲဖြစ်ဖြစ်နိုင်ငံပြပါပြန်နော် ဟုတ်ပြီဆရာဒီကျွန်တော်ရဲ့မျိုးတွေကိုပတ္တီတက်တလုံးပေးတာဒီဒီမူတန်နဲ့တင်ပေးတာလားဆိုတော့မဟုတ်ပါဘူးเนาะမဟုတ်ပါဘူးဆရာတို့ရဲ့မူပုံဒီလေးလုံးမူရလဲမှန်ကန်မှုရှိပါတယ်เนาะမှန်ကန်မှုရှိပါတယ်ဆရာတို့ဒီတပတ်တော်တွန်းမှာ၄ချိန်ကြားတဲ့ကဏ္ဍပေါ့เนาะဥမာခွန်ဒီတစ်ကြုံတစ်လုံးနှလုံးသုံးလုံး၄လုံးလို့ကြားတဲ့အတွက်ကြောင့်မလို့ပုံဒီလေးလုံးမူရခွန်ဒီနောက်ပတ်မှာမပြောက်ပတ်ဒီပါတဲ့ခွန်သုံးလို့ဆင်းတယ် တစ်တီဒီမှာတစ်လုံးနှလုံးသုံးလုံးလေးလုံးဆိုပြီးတော့တစ်တီလေးလုံးကြားခဲ့တဲ့အတွက်ကြောင့်မလို့အုံတီလေးလုံးမူရတစ်တီနောက်ပတ်မှာမပြောက်ပတ်ဒီပါတဲ့တင်ငါလို့ဆင်းတယ်။ငါးတီတစ်လုံးနှလုံးသုံးလုံးလေးလုံးဆိုပြီးတော့ငါးတီလေးချင်းကြားခဲ့တဲ့အတွက်ကြောင့်မလို့ငါးတီနောက်ပတ်မှာမပြောက်ပတ်ဒီပါတဲ့သုံးငါလို့ဆင်းတယ်။ရှစ်တီဒီမှာတစ်လုံးနှလုံးသုံးလုံးလေးလုံးဆိုပြီးရှစ်တီလေးလုံးဆင်းခဲ့တဲ့အတွက်ကြောင့်မရှစ်တီနောက်ပတ်မှာမပြောက်ပတ်ဒီပါတဲ့ဆရာရှစ်သုံးလို့ဆင်းတယ်။၆တီတစ်လုံးနှလုံးသုံးလုံး လေးလုံးဆိုပြီး6တီတပတ်တော့တော့မှ၄ချိန်ကြားတဲ့အတွက်ကြောင့်မုံတီလေးလုံးမူရဆရာတို့6တီနောက်ပတ်မှာမပြောက်ပတ်တီပါတဲ့ခွန်6လို့ဆင်းတယ်။နောက်ဆရာဒီမှာ3တီတစ်လုံးเนาะ3တီနှလုံး3လုံး၄လုံးဆိုပြီး3တီလေးလုံးဆင်းခဲ့တဲ့အတွက်ကြောင့်အုံးတီလေးလုံးမူရ3တီနောက်ပတ်မှာမပြောက်ပတ်တီပါတဲ့3တစ်လုံးဆင်းတယ်။အဲ့ဒီလိုပဲ၈တီဒီမှာတစ်လုံးနှလုံးသုံးလုံးလေးလုံး၈တီလေးလုံးဆင်းခဲ့တဲ့အတွက်ကြောင့်မလို့၈တီနောက်ပတ်မှာမပြောက်ပတ်တီပါတဲ့၈၆လို့ဆင်းတယ်။ ကျန်တဲ့မူရင်မှန်တာရှိရယ်เนาะဆရာအများကြီးမပြတော့ဘူးเนาะအဲ့ဒီလို့ဆိုရင်ခုဒီမှာလည်းပဲတစ်ဒီတစ်လုံးနှလုံးသုံးလုံးလေးလုံးဆိုပြီးတော့တစ်ဒီလေးချိန်ကြားတဲ့အတွက်ကြောင့်မတစ်ဒီနောက်ပတ်မှာမပြောက်ပတ်ဒီပါเนาะဒါကြောင့်မလို့ဆရာဒီကျွန်တော်ရဲ့မျိုးတွေကိုပေးတာမှာ main ပတ်ဒီဒီတစ်ပါเนาะဒူ main ပတ်ဒီဒီရှစ်ပါခင်ဗျာကျွန်တော်ရေเนาะအဲ့တော့ညာလေခုဆရာရှင်းပြတော့နားလေလားနားလေတယ်ဆိုဆရာ comment အောင်မှာနားလေတယ်ပဲဖြစ်ဖြစ် yes ပဲဖြစ်ဖြစ် fine ပဲဖြစ်ဖြစ်မဲ့ငယ်ပြပါလေเนาะ ဆရာကြီးကိုမိသားစုဖွဲ့ဝင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့မျိုးတွေဒီဒီရဲ့ Viber ဖုန်းနံပါတ်နှလုံးကနေပြီးတော့ဆရာကြီးမိသားစုဖွဲ့ဝင်ခြင်းလို့ပါဆိုပြီးတော့ Viber ကနေပို့ပေးလိုက်ပါမယ်နော် Viber ကနေပို့ငွေလွှဲပေါင်းတော့ဒီဖုန်းတစ်လုံးနဲ့ပဲ39943 39383 3လုံးငွေလွှဲတဲ့သူတိုင်းဒီငွေလွှဲပြေစာတော့ပေးပို့ပေးရမှာပေါ့နော်ငွေလွှဲပြေစာတော့ပေးပို့ပေးရမှာဖြစ်ပါတယ်နော်ဒီဘက်ရရမှာတော့ကျွန်တော်ဒီဒီလေးကက်ရမှာပေါ့နော်ဒီလေးကက်ရမှာအဲ့ဒီထဲကနေမှကျွန်တော်ရဲ့နော် ်မိသားစုဝင်တွေကိုပေးထားတာကလည်းပဲကျွန်တော်မျိုးရည်အားလုံးပဲเนาะကျွန်တော်တို့ဒါလည်းတော့တစ်ပတ်ဒီပါပဲဟုတ်လားเนาะဟိုဆရာကြီးအများကြီးခွဲမခွဲမပေးဘူးပေါ့เนาะဟိုဆရာရဲ့ဒီ public မှာရှိနေတဲ့မျိုးတွေလည်းအဲနဲ့เนาะဆရာမိသားစုဖွဲ့ဝင်တွေနဲ့အများကြီးမကွာဘူးเนาะဆရာဒီမှာလည်းတစ်ပတ်ဒီပေးသလိုဆရာရဲ့မိသားစုဖွဲ့ဝင်တွေကိုလည်းပေးလာခဲ့ပဲတစ်ပါမယ်เนาะဟိုဒါပြောပြတာပေါ့เนาะဟုတ်ပြီဒါတော့ဆရာမိသားစုဖွဲ့ဝင်ခြင်းနဲ့ဆိုရင်เนาะဒါမျိုးဝင်လို့ရတယ်ပြီးတော့ဆရာရဲ့เนาะဒီ เนาะဒီမူဆောင်ပေါ့เนาะတကယ်လဲဒီမူဆောင်လေးတွေလည်းမှားထားတဲ့မျိုးတွေအားလုံးပဲဟိုမှတ်လိုက်မှာရှိတဲ့မျိုးတွေလည်းမှားထားတဲ့မျိုးတွေလည်းဆရာပို့ပေးထားတယ်ပေါ့เนาะပို့ပေးထားတယ်ပြီးတော့မန္တလေးရမျိုးတွေလည်းရောက်လောက်ပြီပေါ့เนาะရောက်လောက်ပြီမူဆောင်မှာမယ်ဆိုရင်လည်းဆရာရဲ့ဘိုင်ဘာနဲ့မူဆောင်ဆိုပြီးတော့မှားလို့ရပါတယ်မူဆောင်အထဲမှာကျွန်တော်တို့ဒီပါမှာတော့စာတွေပဲပါမှာเนาะဒီလိုမျိုးစာတွေပဲပါမှာစာတွေလည်းပါမှာအဲ့ကစာတွေကိုကျွန်တော်မျိုးတွေဒီကလင်နာတွေနဲ့လိုက်စစ်ကြပါမှာเนาะဥပမာပေါ့เนาะ ဥပမာကျွန်တော်ဒီမှာဆိုရင်တနင်္လာနေ့မှာအပူလို့ထွက်ခဲ့လို့ရှိရင်တဲ့နော်အဲ့ဒီဘက်ကကနန်းတည်တဲ့နောက်ဘက်မှာပြန်ကြအဖြစ်နဲ့ကြပြီးတယ်100%နော်ဒါမျိုးပေါ့နော်ဒါတော့မှတ်ကန်မှုရှိလို့ဆရာပြောတာပါနော်ဒီမှာဆိုရင်ဒါဆိုရင်အဲအဲ့လိုမျိုးမူတွေကြည့်ပါနော်စာလေးရတဲ့ဒီချောင်းလေးပဲပါကျွန်တော်မျိုးကလိုက်စစ်ကမှာလိုက်စစ်မိမိနှစ်သက်တယ်လို့သုံးပါနော်မိမိနှစ်သက်တယ်လို့သုံးဆရာကဒီထဲမှာဆိုရင်အဲတက်တီးမှုဆိုလဲတက်တီးမှုပေါ့နော်ဥပမာအဲ နော်ဒီဗရိတ်မူဆိုလဲဗရိတ်မူ ਨੇ ဒါမျိုးမူလေးကိုပါရဲစာအုပ်လေးရောင်းလာရှိတယ်မူစာအုပ်ဆိုပြီးဆဲစီမှာလာပြီးတော့စုံစမ်းလို့ရပါတယ်နော်ဟုတ်ကဲ့ပါဗျာနော်တခြားတော့မရှိတော့ပါဘူးကျွန်တော်မျိုးတွေအားလုံးအခုဒီ၄ရက်နေ့နဲ့၆ရက်နေ့မှာပတ်တီးနေနေဆိုဆဲစီတစ်ပတ်တီးပေးပါလေတူမိန်ပတ်တီးနေနေဆို၈ပတ်တီးပေးပါလေမိလေးကမှဆိုကျွန်တော်ဒီမူရဖော်မြူလာရပေးတာဖြစ်ပါသည်နော်ဆရာတို့ရဲ့ဒီကနန်တရိကမူရတစ်ပတ်တီးပေးပါလေပြီးတော့ကြာတော့ဆရာတို့အုံဒီလေးလုံးမူရတစ်ပတ်တီးဖြစ်ပါလေဟုတ်ကဲ့ပါဗျာနော် ဟုတ်ပါတယ်ငါကဆရာတို့နောက်ထပ်နော်မူလေးနဲ့တူပြန်တွေ့မယ်လေအားလုံးပဲနော်ဘမ်းဘမ်းပဲနော်